ဂေါရီလာတစ်ကောင်နဲ့လူရောက်တရားချိုင်ဘယ်သူနိုင်မလဲလက်တော့လိုင်းပေါ်မှာဟစ်ဖြစ်နေတဲ့ကိစ္စလေးတခုရှိတယ်ဗောနော်အဲ့ဒါကတော့ဒီလူရောက်တရားနဲ့ဒီဂေါရီလာတစ်ကောင်နဲ့ချိုင်ဘယ်သူနိုင်မလဲဆိုတာဗောနော် ဒါကြီးကဘာမှမဟုတ်ဘဲနဲ့တော်တော်လေး trend ဖြစ်နေတာဗျ။အခုဆိုရင်ဒီအရေးမြတ်ဖတ်မိရကြီးဟာဒီနိုင်ငံတကာသတင်းတွေထဲမှာတော့ပါနေပြီ။အဲဒီဇလန်ကဘယ်အဆသွားသလဲဆိုတော့ဒီ TikTok ပို့တစ်ခုမှငင်းခုံရင်းကနေစသွားတာဗောနော်။အဲအဲ့ဒီကနေစလိုက်တဲ့အစကဒီ UFC တွေဘာတွေကိုပါရောက်သွားပြီးတော့တော်တော်လေး trend ဖြစ်သွားတယ်။အဲတချို့ကလည်းဒီဂျုံဂျုံတယောက်ထဲနေတောင်နိုင်နေဆိုပြီးတော့ပြောကြတယ်။ အဲ့နောက်ပြီး Mr Beast ကလည်းဒီ challenge ကိုတကယ်လုပ်ချင်တယ်ဆိုပြီးတော့ဒီသူ့ရဲ့ဒီ social media ပေါ်မှာတင်ထားပြီပေါ့နော်ဒီကြားလဲစပီးရလဲတကယ်လုပ်ဖြစ်တယ်ဆိုရင်အဲသူပါပေါင်းမယ်ဆိုပြီးတော့မှတ်ထားတယ် အဲတကယ်ဟုတ်လားမဟုတ်လားဆိုတာတော့မသိပါနဲ့နည်းနည်းတော့စောင့်ကြည့်ရမယ်အဲ့တော့ဒီလူရင်းညင်းခုန်နေကြတဲ့အချိန်မှာလူအယောက်တရာနဲ့ဒီဂေါ်ရီလာတစ်ကောင်ချရင်ဘယ်သူနိုင်မလဲဆိုတာကိုနည်းနည်းလေးခေါင်းစားကြည့်ကြမယ်ပေါ့နော်အဲကျွန်တော်လူအများစုရဲ့အဖြေတွေကိုလိုက်ပြီးတော့စုကြည့်ထားတယ်အဲ့အဲ့ဒီထဲမှာအဖြစ်နိုင်ဆုံးတစ်ခုကိုကျွန်တော်တို့ဗတ်မလိုက်ပဲနဲ့ရွေးချယ်ကြမယ်ပေါ့နော်။အဲ့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ UFC လောကကဖြေကြတဲ့အဖြေတွေကိုတစ်ချက်ကြည့်ကြည့်မယ်။အဲ့တချို့ကလည်းဘိုင်ဝမ်းအောင်နိုင်နေဆိုပြီးတော့ကြွယ်ကြတယ်ပေါ့နော်။အဲ့ဒါမှမဟုတ်ဒါကတော့ဘလို့မှမဖြစ်နိုင်ဘူး။အဲ့အရွယ်ရောက်ပြီးသားဒီ Gorilla တကောင်ရဲ့အလေးချိန်က င်ကအနည်းဆုံးပေါင်200ကျော်ကနေပြီးတော့ဒီအများဆုံးပေါင်600လောက်ထိရှိတယ်။အဲနောက်ပြီးတော့ဒီကောင်တွေကဒီပေါင်400လောက်ရှိတဲ့အလေးချိန်လောက်ထိကိုမနိုင်တယ်လို့သိရတယ်ပေါ့နော်။အဲဆိုလိုတာကတော့ဒီအားကောင်းမောင်းတန်ယောက်ျားကြီးနှစ်ယောက်ကိုတပြိုင်တည်းကင်ပေါက်လို့ရတယ်ဆိုတဲ့သဘောပဲဖြစ်တယ်။ အဲအားကြောင့်မလို့ဘိုင်ဝမ်ကတော့ဘလူးမှမဖြစ်နိုင်ဘူး။အဲနောက်ထပ်တယောက်ကတော့အယောက်တရာတော့မလိုဘူးလို့ပြောပါတယ်။အဲသူကတော့ဒီနီးစနစ်ပိုင်းကျွမ်းကျင်ပြီးတော့အာတန်နဲ့ယောက်ျား၁၀ယောက်လောက်ပဲလူရဲလို့ပြောတယ်ပေါ့နော်။အဲဒါလည်းလက်တွေ့စဉ်းစားမယ်ဆိုရင်မနိုင်ဘူးကများတယ်။အဲဘာလို့လဲဆိုရင်တော့လူတွေကကြောက်ရင်ပြေးတတ်တဲ့သဘောတရားရှိတယ်။အဲဒါပေမဲ့ဒီဂေါရီလာတွေကကြာတော့ကြောက်သွားရင်ပို့ပြီးတော့ရံမူတတ်တယ်ပေါ့နော်။အကြောင်းမလို့ရန်လုံနေတဲ့ဂေါရီလာတကောင်ကိုလူစယောက်ကဒီလက်ဗလာနဲ့ထိန်းချုပ်ဖို့ဆိုတာမလွယ်ဘူးလို့ပဲပြောရမယ်။ကဲနောက်ထပ်တစ်ယောက်ပါ အဲဒီတယောက်ရဲ့အဖြေကတော့တဘောဝအကြဆုံးလို့ပဲပြောပါမယ်။အဲဂေါရီလာကသာလဲကြအောင်လုပ်နိုင်မယ်ဆိုရင်လူအယောက်တရာကနိုင်နိုင်တယ်ဆိုပြီးတော့ပြောထားတယ်ပေါ့နော်။အဲဒါအဖြစ်နိုင်တယ်။အဲတာမန်ဂေါရီလာတကောင်လောက်ကလူအယောက်တရာကနိုင်လောက်တယ်။ ဲဘာလို့လဲဆိုတော့ဒီတာမန်အရွယ်ရောက်ပြီးသားဂိုရီလာတစ်ကောင်ကအရန်မကြည့်ဘူးအဲချင်းသစ်အထီးတစ်ကောင်စာစိုက်လောက်ပဲရှိတယ်ပေါ့နော်အဲမတ်တက်ရလိုက်မယ်ဆိုရင်တော့မှ तू ကအများဆုံး6ပေလောက်ပဲရှိတယ်အဲလူတယောက်စာလောက်ပဲရှိတယ်လို့ပြောရမှာပေါ့နော်အဲဒါကြောင့် तू ပြောသလိုမျိုးဂိုရီလာကသာဝိုင်းချုပ်နိုင်မယ်ဆိုရင်လူတွေကတကယ်နိုင်နိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတာမန်ဂိုရီလာဆိုရင်ပြောတာပေါ့နော်အဲ့လူမတမန်ဂိုရီလာမဟုတ်ဘဲနဲ့ကြောဖြူဂိုရီလာဖြစ်မယ်ဆိုရင်တော့ဒီခုနလူရောက်တရားအယိုးတခြားအသားတခြားဖြစ်သွားဖို့များလေ အဲကြောဖြူခေါ်ရီလာဆိုတာကတော့ဒီတကောလုံးကြောပဲကွက်ဖြူနေလို့ဒီကြောဖြူခေါ်ရီလာလို့ပြောတာပါနော်အဲဒီကောင်လေးကခုနပြောတဲ့ကောင်လေးထက်နှစ်ဆပိုပြီးတော့အာတန်တယ်နောက်ပြီးတော့ဒီဗလလည်းပိုကောင်းတယ်ပေါ့နော်အဲဒီတမန်ခေါ်ရီလာတွေကဒီအပေါင်400လောက်ပဲမနိုင်နေဆိုရင်အဲဒီကောင်လေးကပေါင်800လောက်ထိကိုမနိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီအရွယ်ရောက်ပြီးသားလူ၄ယောက်လောက်ကိုတစ်ချိန်တည်းကင်ပေါက်လို့ရတယ်ဆိုတဲ့သဘောဖြစ်တယ်အမေကအဲ့လိုဆိုရင်ဘယ်မျှမလဲလို့လာမပြောနဲ့ပါနော်ခင်ဗျားတို့တော့မှလူအယောက်တရာကိုမိုက်တိုင်ဆန်လို့ပါလို့ယူသေးတာပဲ အဲသူတို့လည်းအဲ့လိုတော့ယူမှမျှတမယ်ပေါ့နော်အဲနောက်ဆုံးလူသားတွေနိုင်သွားမယ်ဆိုရင်တော့မှဒီလူရောက်တရာလုံးအကောင်းပကတိတိုင်းကြံခဲ့ဖို့ကတော့လွယ်မှာမဟုတ်ဘူးအဲလက်ရှိမှာ Mr Beast ကလည်းဒီ challenge ကိုစမ်းသပ်ဖို့အတွက် volunteer တွေခေါ်ထားပြီပေါ့နော်အဲဒါကြောင့်စိတ်ပိုင်အရောက်တရာထဲမှာစီးရင်သွားပေးလို့ရပါပြီအနောက်ပြီးတော့ဒီအရေးမရဖတ်မရကြီးကတကယ်ဖြစ်လာမလားဆိုတာကိုလည်းစောင့်ကြည့်ရအောင်မယ်အဲတကယ်ဖြစ်လာမယ်ဆိုရင်တော့အခုမြင်နေတဲ့အဖြေအားလုံးကတစ်ခါလေးရှင်းသွားမှာဖုန်းကြီးကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်